ဒီနေ့ကတော့တေတကားဆရာတော်ဘုရားကြီးရဲ့မေတ္တာကိုခံယူပြီးတော့ဆရာတော်ဘုရားကြီးရဲ့လမ်းညွှန်မှုနဲ့အဲ6ကြိမ်မြောက်ကြိမ်၅ကြိမ်ဒိတ်ထန်လေးဝင်ဖြစ်ပါတယ်ဒီတစ်ခေါက်ကအရင်အရင်တစ်ခေါက်တည်းနဲ့မတူတာကြတော့အဲကုပ္ပါကိုသွားတာမဟုတ်တော့ဘဲね group နဲ့ဟို join လိုက်တာပေါ့နော်ကုတီဆောင် group နဲ့ join ပြီးတော့အဲဒိတ်ထန်ဝင်ဖြစ်တာအ အရန်ဟိုအဆင်ပြေပြီးတော့ထိရောက်ပါတယ်ပြီးတော့ group နဲ့အတိတ်ထံဝင်တာဖြစ်တဲ့အတွက်အနန်ချီတွေကပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ထိရောက်ပါတယ်ဒီမေတ္တာပို့ဖရာစာရွတ်တဲ့အချိန်အအများကြီးရဲ့အတန်နဲ့အဖွဲစည်းနဲ့ဆိုတော့ပို့ပြီးတော့ထိရောက်မှုရှိတယ်လို့ခံစားရပါတယ်ပြီးတော့ဒီတစ်ခေါက် အာကံကောင်းတာကြတော့ကြံငါးကြိုက်အဋိဌံနေပြီးတော့ကံငါးကံမှာအဋိဌံဝင်လိုက်ရပါတယ်အရန်ဟိုမှာကံကောင်းပါတယ်ဒါကြောင့်မို့လို့ဒီမှာအရင်ဆုံးကျေးဇူးတင်ခြင်းတာကိုတေဆောင်ပါ အဲကျေးဇူးအများကြီးတင်ပါတယ်လို့ဒီလိုမျိုးဒိတ်ထန်ဝင်မဲ့သူတွေအတွက်တစီတလုံးလေးဖြစ်အောင်ပြီးတော့နေရာစုံနေလေးရောက်အောင်နှီးစနစ်မမှန်နဲ့ထိထိမိမိလေးဖြစ်အောင် group လေးတွေလုပ်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုမတိတာရေးလဲပို့ပြီးတော့တည်ရေပို့ပြီးတော့ထိရောက်လာတယ်တွားရလာတာလေပူပြီးလွယ်ကူချောမွေ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်လို့ဒါကတော့ကံငါးကံအတိတ်ထံဝင်လေးပါ လေးကံမြောက်ကံပေါ့နော်အရန်ตายပြီးအေးချမ်းနေဒါကတော့ပါရမီဖြည့်ပတ်ကြီးပေါ့နော်ခုအဋိဌံဝင်နိုင်အားရနဲ့သူလည်းဒိဋ္ဌံလိုက်ဝင်နေကင်မရာမန်လည်းလိုက်လုပ်တယ်အဲ့လိုပေါ့ ခုကတော့ကံငါကံမြောက်နောက်ဆုံးကံပေါ့နော်နောက်ဆုံးကံရောက်ပါပြီရှံကုန်မှာမွေးလာပြီမယ်တခါမှမမြင်ဘူးမကြားဘူးမရောက်ဘူးတဲ့ကျွန်းလေးပေါ့နော်တကယ်ကိုตายာပြီးတော့အီချမ်းတက်ပယ်လွန်လာပါတယ်တရားထိုင်မဲ့လူကြီးဆိုရမ်းကိုကောင်းပါ

ဒီထက်မကလည်းဘာသာအကျိုးသာသနာအကျိုးတွေတည်ဖို့ဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ဒါကတော့ငါးစုမြောက်ကြိုက်တေးအပ်ရွှေစံတော်ဘုရားရောက်ပါပြီရှင်။